မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဒီတစ်ခါတော့ဆရာကတောက်ကြသားသမီးလေး2025ခုနှစ်ရှောက်လာပိုင်းအတွင်းမှာဘယ်ຢာတွေအကျိုးပေးအားသာကောင်းမွန်ပြီးတော့ကံကောင်းစေမလဲဘယ်ຢာတွေတတိထားဆင်နေရမလဲဆိုတာကိုဆရာကပြောပြပြီးမှဖြစ်ပါတယ်ခင်ဗျဥစ္စာပထမတောက်ကြသားသမီးမိတ်ဆွေတွေအားလုံးဘေးဘရာတွေဝေးကွာလို့ကိုစီကိုစီကိုစိတ်နှပြကျမ်းမာချမ်းသာလို့လက်ပြချပါစီကျောင်းဆရာကဒီကနေ့မြတ်တာဖို့ထောပနာပြုစုတောင်းရင်းနဲ့ဒီ2025ခုနှစ်တောက်ကြသားသမီးမိတ်ဆွေတွေ မိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာလက်ရှိရှိနေတဲ့နေရာကနေပြီးတော့တဏှာရာကိုယုံထွက်ရှင်နေတဲ့စိတ်ပြေးထွက်ရှင်နေတဲ့စိတ်တွေဖြစ်ပေါ်နေတာမျိုးအဲအလင်းစလိုခီးသွွားကျင်တဲ့စိတ်တွေခီးထွက်ရှင်နေတဲ့စိတ်တွေများစွာဖြစ်ပေါ်နေသောကာလဖြစ်တဲ့အတွက်တောက်ကြသောမိတ်ဆွေများကိုလက်ရှိရှိနေတဲ့နေရာကနေပြီးတော့တဏှာရာကိုသွားရင်ကောင်းမလားဘယ်ကိုသွားရင်ကောင်းမလားဟိုကိုသွားရင်ကောင်းမလားဆိုပြီးတော့ရှိနေတာမျိုးလက်ရှိရှိနေတဲ့နေရာကနေပြီးတော့ခီးသွွားကျင်တာမျိုးခီးထွက်ရှင်တာမျိုးယုံထွက်ရှင်တာမျိုးပြေးထွက်ရှင်တဲ့စိတ်တွေဖြစ်နေတယ်လို့တော့ပြနေတယ် ကောင်းပြီဒါဆိုဒီလာတာတော့နော်မှာကျမ်းပါကြီး ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေတို့အဖို့အစားအသောက်နဲ့ပတ်သက်တာလေးတွေအပူဆက်နဲ့ပတ်သက်လို့တတိထားပြပါခြေလက်အင်္ဂါနဲ့ပတ်သက်လို့ရှိရင်ထိခိုက်ရှာနာတာမျိုးရာသီကြိုအပူပြောင်းကာလာလေးတွေကြောင့်ကျန်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်အေမီနာစီရှောင်းစုဒါမျိုးတွေနဲ့ပတ်သက်လို့ဖြစ်ရတတ်တဲ့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တင်ပါစေလော်ကီပညာရက်တွေဖြစ်တဲ့မကောင်းတဲ့အတက်ပညာတွေစုံနေအတက်ပညာတွေမကောင်းတဲ့ပညာရက်တွေနဲ့ပြူစားတိုက်ခိုက်ခြင်းမျိုးတွေခံရနိုင်တဲ့အတွက်တတိထားဆင်ခြင်ရအတွက်လိုအပ်သောလဖြစ်တာကိုလည်းထပ်လောင်း ပြောပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတောက်ကြသားသမီးတွေဒီရ2025ခုနှစ်6လပိုင်းတွင်မှာကျမ်းမာရေးနဲ့ပတ်သက်လို့တော့အဲ့ဒါလေးတွေပေါ့အရာဒီဘူးပြောင်းကာလလေးတွေကြောင့်ကြိုက်တာခဲတာနာတာကျင်တာမျိုးလေးတွေနဲ့ပတ်သက်လို့တတိထားပေးပါရှေ့လိုက်ရင်ကလည်းပတ်သက်လို့အထူးသဖြင့်ကလေးအသက်အရွယ်အပြင်73နှစ်ကလေးအောက်ကလေးငယ်လေးတွေမှာကျမ်းမာရေးပုံမှုဂယူဆိုင်တင့်တော့လာဖြစ်ပါတယ်ကောင်းပြီဒီလာတာတော့တွင်မှာ လုပ်ငန်းအလုပ်နဲ့ပတ်သက်ရင်လက်ရှိရှိနေတဲ့အလုပ်ကနေပြီးတော့ဘာကိုမစိုးကိုကဟိုနေရာလဲပါရဒီနေရာလဲပါရစိတ်ပန်းလူပန်စိတ်မောလူမောဖြစ်ရတတ်တော့လာဖြစ်ပါတယ်ဒါပေမဲ့ကိုကိုတိုင်းစူးစမ်းရင်စူးစမ်းသလောက်အောင်မြင်မဲ့လာဖြစ်ပြီးတော့ကိုကိုတိုင်းကံဟာကိုယ့်ရဲ့လက်ထဲမှာမူတည်နေပြီးတော့ ကြိုးစားရင်ကြိုးစားသလောက်ရရှိမဲ့ကာလလာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အထူးသဖြင့်ဒီလာတာတို့တွေမှာဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းဦးစီးဦးဆောင်လုပ်တဲ့အလုပ်ငန်းတွေကိုကိုတိုင်းရှေ့တိုးဆောင်ရွက်လုပ်တဲ့အလုပ်တွေမှာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်တာကတော့အတေချာပဲဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေတောက်ကြသားသမီးတွေကဒီလာတာတို့တွေမှာဆိုရင်ဘာကိုဖြစ်ဖြစ် မိမိအမိခံလုပ်တဲ့လုပ်ငန်းတွေမှာပိုအကျိုးပေးတယ်ကိုကဥစည်းဥဆောင်လုပ်ရတဲ့လုပ်ငန်းတွေမှာအကျိုးပေးတယ်ဒါအပြင်လုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်မှန်အကိုရှိတိုးဆောင်ရလှုပ်ဆောင်လို့ကောင်းတော်လာဖြစ်ပြီးတော့အထက်လူကြီးအကြီးကဲတွေကနေပြီးတော့ကိုကိုရာထူးတိုးပေးမယ်ရာထူးတက်ပေးမယ်ပြောပြီးတော့လုပ်ငန်းနှစ်ခုတာဝန်နှစ်ခုအလုပ်နှစ်ခုလုပ်နေရတာမျိုးတွေလည်းကြုံရတာမျိုးတွေကြောင့်ကိုကိုကိုစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့လာဖြစ်တာလည်းကျင်းသေးအသေးချာပြောရပါတယ်ခင်ဗျာ ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ဘလောက်ပဲခက်ခဲစီကမူအခက်အခဲမရှိဘူးလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ငွေဝင်လာတာမျိုးလေးတွေငွေကြေးနဲ့ပတ်သက်ရင်သာသမိကိစ္စလေးတွေကြောင့်အဝေးနယ်ဝေးကအဲငွေကြေးတွေနဲ့ပတ်သက်လို့မထင်မှာပဲရရှိလာတာမျိုးပထမ်းဆက်တွေပုံကုတ်ဆက်တွေအကူအညီတွေရရှိတတ်တဲ့အတွက်ငွေကြေးဟာကိုယ့်ရဲ့စူးစမ်းရင်စူးစမ်းသလောက်အောင်မြင်မဲ့လာဖြစ်တဲ့အတွက်တော့ဘာမှစိုးရိမ်စရာမလိုဘူးအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါရစေ။တောက်ကြသသမိတွေဒီလက်တရလာတော့အတွင်းမှာဆိုရင် OA ချမ်းမီနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးတဲ့အဲ မီယာထိုင်ခင်းတဲ့ပတ်သက်တာတွေအကျိုးပေးတယ်ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်တန်တွတ်တဲ့ကွန်ပျူတာစာစီစာရိုက်တဲ့ပတ်သက်တာတွေအထည်အလိတ်ထီထီဖက်အွန်လိုင်းဆိုရှယ်မီဒီယာနဲ့ပတ်သက်တာတွေရှိတူဆောင်လဲလှုပ်ဆောင်လို့ကောင်းတော့ကာလဖြစ်ပါတယ်ခင်ဗျဒါအပြင် လုပ်ငန်းကိစ္စလုပ်ကိစ္စတွေနဲ့ပတ်သက်လာရင်လုပ်ငန်းတိုးရှက်လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ပတ်သက်တာတွေအကျိုးပေးတယ်။ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်အထက်လူကြီးရဲ့အကူအညီကိုရရှိတတ်တယ်။ယာရုပြောင်းတာမျိုးဖြစ်ရင်ကောင်းမလား။လက်ရှိရှိနေတဲ့နေရာမှာပို့ပြီးလှုပ်ဆောင်တင်သလားဆိုရင်တော့ရှိနေတဲ့နေရာမှာပို့ပြီးတော့စူးစမ်းတာပုံမှန်အကောင်းဆုံးဖြစ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းစတင်လှုပ်ရှင်တဲ့ ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ခြောက်နေတယ်အခုမှစတင်ပြီးတော့မိမိအမိခံလုပ်ပြီးစူးစမ်းမယ်ဆိုလို့ရှိရင်လည်းရတော့ကာလာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့အရှတ်တနေရာကနေလက်ရှိရှိနေတဲ့အလုပ်ကနေပြောင်းပြီးအရှတ်တနေရာကိုပြောင်းလုပ်မယ်ဆိုရင်တော့မိတ်ဆွေတောက်ကြသားသမီးတွေကဒီလက်တာတော့ဒီမှာညံ့တာလေးကိုသတိပြုစင်ကြင်ရအတွက်တော့လိုအပ်ပါတယ်လုပ်ငန်းတစ်ခုကနေတစ်ခုပြောင်းလာလို့ရှိရင်ဘာမှမထူပဲနဲ့အချိန်တွေပုတ်တတ်တယ်ဒါကြောင့်မလို့လုပ်ငန်းအသစ်စတင်ရတတ်တဲ့အတွက်လက်ရှိရှိနေတဲ့နေရာမှာအရှတ်တစ်ခုကိုပြောင်းလာမျိုးထက်ပိုပိုပြီးတော့လက်ရှိရှိနေတဲ့နေရာမှာစူးစမ်းတာကောင်းမွန်တော့လာဖြစ်တယ် ဒါအပြင်အာမခံကိစ္စလေးတွေလက်လွန်ထားတဲ့ငွေကြေးလေးတွေပြောဆိုပါငကူကအမှုကိစ္စအမွေကိစ္စဖြစ်နေသူတွေပြီးပြရမဲ့ကာလဖြစ်ပြီးတော့အာသာကောင်းမွန်တော့ကာလဖြစ်တယ်အထယ်အလိုက်ထိထိပနတ်တဲ့ပတ်သက်တာတွေ online social media နဲ့ပတ်သက်တာတွေခြေတို့ဆောင်ရလှုပ်ဆောင်ပြီးတော့ အားသာကောင်းမွန်သောကာလဖြစ်တဲ့ကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်လို့လည်းရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ခေါင်းပါတယ်ငဘူကအထက်လူကြီးကြီးကဲတွေနဲ့ပတ်သက်ပြီးတော့မိမိရဲ့အဖေတို့လူကြီးမိဘတို့တာသမီတို့နဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲနေဒီကာလတော့ဒီမှာနားပြေလေအောင်ဖြည့်ရှင်းရင်အားသာပြီးတော့ကောင်းမွန်ပြီးတိုးတက်နိုင်သောလဖြစ်ပါတယ်ဒါအပြင်တပည့်လက်သားလောင်းငယ်သားသာသမီရဲ့အကူအညီရရှိတတ်တာမျိုးငကူကသာသမီမရသူတွေသာသမီရရှိတတ်သောအထောက်အပံ့အကူအညီကိုရရှိတတ်သောလဖြစ်တာအသေးစားပဲဖြစ်တယ်။ မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင်ခྱི་သွားဆိုင်ရာကိစ္စလေးတွေခྱི་ထွားရတာမျိုးလေးတွေအာသာကောင်းမွန်တယ်လို့ပြည်တွင်းခྱི་သွားနဲ့ပတ်သက်တာမျိုးလေးတွေပြည်ပခྱི་သွားနဲ့ပတ်သက်တာလေးတွေအာသာကောင်းမွန်တိုးတက်နိုင်ပါတယ်ခင်ဗျနိုင်ငံခြား passport ဗီဇာလုပ်ငန်းနဲ့ပတ်သက်တာမျိုးလေးတွေရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းတော့ကာလာရှေ့တို့ဆောင်ရလှုပ်ဆောင်ရတဲ့အတွက်အားတာတော့ကာလာဖြစ်တာလေအသေးချာပဲလို့ဆရာကပြောရပါတယ်ခင်ဗျဒါအပြင် အထည်အလိုက်လုပ်ငန်းတွေလက်စစ်ပစ္စည်းလုပ်ငန်းတွေဆောက်လုပ်ရေးလုပ်ငန်းတွေအဲယာဓုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဲဆိုနာလို့အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေကိုယ့်အတွက်အကျိုးပေးအားသာပြီးတော့ရှေ့တိုးဆောင်ရေလှုပ်ဆောင်ရင်လှုပ်ဆောင်တော့အောင်မြင်မဲ့ကာလအပိုင်းခြားအပတ်တာတော့ဖြစ်တာတော့အသေးချာပဲဖြစ်ပါတယ်ခင်ဗျာနော်ဒါအပြင်ရွှေရွှေနဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရေလှုပ်ဆောင်မှာရွှေလုပ်ငန်းတွေနဲ့ပတ်သက်လို့အကျိုးပေးတာမျိုးတွေတစိုးလက်ဆောင်ရရှိတတ်တာမျိုးတွေကြုံရတတ်ပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော့တွေ့မှာဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့မိတ်ဆွေအသည့်အပေါင်းအသင်းအသည့်တွေထမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေကပို့ပြီးအကျိုးပြုစေနိုင်သောကာလဖြစ်တဲ့လူငယ်တွေအချိန်ကြီးနဲ့ပတ်သက်လာရင်တော့မေတ္တာရေးစံအရှိစံအင်မတန်အသာကောင်းမွန်နေတဲ့အတွက်မိမိချက်တော်မြန်နိုးတော်သူကိုဖွင့်ပြောတာမျိုးလေးတွေသမီးစားများအနေနဲ့အိမ်တော်ပြုစိတ်ဆက်လက်ထမင်္ဂလာပြုလို့ရတဲ့အတွက်တော့အကောင်းဆုံးကာလအိမ်တော်ပြုရန်စိတ်ဆက်ရန်လက်ထရန်တော့ဒီလဟာချိန်တိုးဆောင်ရွက်ရင်အသာကောင်းမွန်ပြီးတော့ ကံကောင်းစီပါတယ်မကြမီဝါလဲဝင်တော့မှာဆိုတော့မင်္ဂလာရလဲလာယူလို့ရတာပေါ့နော်ကောင်းပြီဆိုတော့ဒါအပြင်မိတ်ဆွေအဲတောက်ကြသာသမီးတွေကဒီတလတာအတော်အတွင်းမှာဆိုလို့ရှိရင်အမှုပညာဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်အစိုးရကအရေးတိနဲ့ပတ်သက်တာမျိုးပကြီးပပုပေးရင်ပိသားနဲ့ပတ်သက်တာမျိုးစံကြံတရုပ်ဆောင်နဲ့ပတ်သက်တာအကျိုးပေးပြင်မယ်လို့ပညာရေးနဲ့ပတ်သက်လာရင်တော့ နိုင်ငံခြားပညာရေးကိစ္စလေးတွေပြည်တွင်းပညာရေးကိစ္စလေးတွေမှာတော့နည်းနည်းလေးသတိပြုရပါရဲ့အဲနည်းနည်းလေးရုန်းကန်ရတာမျိုးလေးတွေခက်ခက်ခဲခဲလေးတွေစိတ်မပေါ်ပျော်တာမျိုးလေးတွေဖြစ်ရတတ်တယ်အထူးသဖြင့်ဘာကြောင့်လဲမိသားစုကိစ္စအိမ်နွေးကိစ္စလေးတွေမှာတဦးနဲ့တဦးတယောက်နဲ့တယောက်မျက်နှာရှင်းဆိုင်ရင်ကိုပြဿနာပဋိပက္ခလေးတွေများနေတယ်အိမ်နွေးရေးကိစ္စမိသားစုရေးကိစ္စတွေမှာကိုကပေးနိုင်ရင်ပေးလိုက်ပါကိုကလည်းလုံးမပေးနိုင်ရင် ရင်ငုံနှုတ်ပိတ်ပြီးတော့နှုတ်ဆိတ်တာနေလိုက်ပါမဟုတ်လို့ရှိရင်ကိုကိုလာပြီးတော့ကိုကြောင်ဆိုပြီးငဘွားဖြစ်နေရအကောင်ကိုဝါဝင်ဖြစ်ရှင်းကမှရှင်းလေးချုပ်လေးဖြစ်ရတတ်တဲ့အတွက်အိမ်ရင်းကိစ္စမိသားစုရေးကိစ္စလေးတွေမှာစိတ်ညစ်စရာလေးတွေစိတ်ပင်ပန်းစရာလေးတွေကြုံရတတ်တယ်လို့မိမိတို့ဖြစ်လို့သောကိစ္စဖြစ်ရှင်သောကိစ္စတွေကိုကြိုမပြောပါနဲ့ကြိုပြောရင်ပြတ်တတ်သောကာလ အကြံအကြာအစီအစဉ်နဲ့နှောင့်နှေးတတ်တော်ကာလဖြစ်တဲ့အတွက်တတိထားစင်ရင်ပြရအတွက်တော့လိုအပ်တော့လဖြစ်လာတော့အသေးကြပဲဖြစ်တယ်။ဒါအပြင်ညီအကိုမောင်တို့မကိစ္စလေးတွေကြောင့်စိတ်ညစ်ရတာမျိုးလေးတွေစိတ်ပန်းရတာမျိုးလေးတွေမိမိဆွေမျိုးသားချင်းညီအကိုမောင်တို့မပေါင်းညင်မှာရှိတဲ့ညီအကိုမောင်တို့မဆွေမျိုးသားချင်းလေးတွေကြောင့်စိတ်ပူပင်စရာလေးတွေစိတ်မောလူမောစိတ်ပန်းဖြစ်ရတာမျိုးလေးတွေကြုံရတဲ့အတွက်တော့တတိပြုစင်ရင်ရအတွက်တော့လိုအပ်တော့ကာလဖြစ်တယ်။စပစ်စီရင်နဲ့ပတ်သက်တာမျိုးလေးတွေကြောင့်အစ်စ်ဝင်လာတော့တတ်တယ်အစ်စ်ဝင်လာပြီးတော့ မိတ်ဆွေတို့အနေနဲ့အဲဆွမ်းနာတို့ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့အသစ်ဝင်တတ်တာမျိုးလေးတွေလက်ရှိရှိနေတဲ့လက်အတွင်းမှာကင်ထားတဲ့ဖုန်းတို့ fancy ပစ္စည်းတို့အသစ်ဝင်တာအသစ်ဝင်တယ်ဆိုပေမဲ့အဟောင်းကပြက်မှာအသစ်ကဝင်မှာဆိုတော့ပြက်ချပြီးတော့အသစ်လဲရတာမျိုးမဖြစ်မနေအသုံးပြုလိုက်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့အဲကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းလို့ပြောရမလားအယမ်းမှန်နေစရာရတဲ့တို့အပြင်မိတ်ဆွေတို့အနေနဲ့တောက်ကြတာသမီးမိတ်ဆွေတွေဒီလာတာတော်တူမှာဆိုလို့ရှိရင်အဲ ဂျားတုံးဂျားမဝင်ကောင်းပါဘူး။သူများရဲ့ရဲ့မိသားစုဝင်ဂျားထဲမှာဖြစ်စေအိမ်တော်ကြီးဂျားထဲမှာဖြစ်စေညီအစ်ကိုမတော်မဂျားထဲမှာကိုကစေတနာတွေဝေဒနာဖြစ်ရတာမျိုးလေးတွေအလကားကိုမုန်းခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အဲစေတနာတွေမပူပါနဲ့အာနာရင်ခါပါတတ်တော်လာဖြစ်တာအတေကြပဲဖြစ်တယ်။ အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာကိုဟာအတွေးနဲ့နဲ့လွန်နေတယ်တူးတဲ့တယောက်တည်းအတွေးခေါ်နေတာမျိုးဘယ်ခါနေစတင်လောက်အောင်မလဲဆိုတာထပ်ကိုခྱི་သွားတာမျိုးခྱི་သွားကိစ္စလေးတွေကပို့ပြီးအကျိုးပြုအားသာစီတဲ့သတိထားစီနေရမှာတောက်ကြရတဲ့ဒီလဟာပြီးခဲ့ပြီးတော့ကိစ္စ ဖြစ်ခဲ့ပြီးသားကိစ္စတွေကိုကိုကိုပြန်ပြီးတော့တပားလူကချိန်လျှောက်တာမျိုးဖြစ်စေကိုကိုတိုင်ကိုကိုတူတယောက်ကအဲစိတ်ညစ်အောင်လုပ်တာမျိုးတွေကိုကိုတိုင်ရဲ့ trauma ထဲမှာလည်းဖြစ်ခဲ့ပြီးသားအရာတွေပြီးခဲ့ပြီးသားအရာတွေငါတီးချပ်ပို့ပြီးတော့ဘာဖြစ်ရင်ကောင်းမှာဒီလိုလေးလုပ်ခဲ့ရင်ကောင်းမှာဆိုတဲ့စိတ်ကလေးတွေနဲ့ trauma လေးတွေရပြီးတော့စိတ်ဓာတ်ကျတဲ့ဘက်ကိုရောက်ချစ်တတဲ့အတွက်အတွေးမများစီပါနဲ့ meditation လုပ်ပေးတာမျိုးတရားထိုင်ပေးတာမျိုးများများလုပ်ပေးပါလို့ဆရာကအကြံပေးလိုပါတယ်ခင်ဗျတို့အပြင်မိတ်ဆွေတို့အနေနဲ့လူဆွဆွဲခံရတာမျိုးတွေ ူများရွဆွဆွဆွဲခံရတာမျိုးတွေပဝန်းကျင်မှာတပုတ်လီလွင်ပြောခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်မရှင်းမှလည်းရှင်းရင်ရှင်းလီချုပ်နေဖြစ်တတ်တဲ့အတွက်တော့တတိယဆင်ရင်ပေးပါကိုကိုမဟုတ်တမ်းရဖြစ်စေဟုတ်တဲ့တဲ့င်းဖြစ်စေမဟုတ်တဲ့တဲ့င်းဖြစ်စေမကောင်းပြောတာမျိုးတွေအဲလူတွေရဲ့သဘောအရအဲဝေဖန်တာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်သတိထားပါပြီးတော့အဖွဲစည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေအများနဲ့ပတ်သက်တာတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေမှာကိုက ဥဆောင်လောက်တာမျိုးလေးတွေမှာဝေဖန်တိုက်ခိုက်ခံရတာမျိုးလေးတွေအပြစ်တင်ဆွဆွဲခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီရှာလေးတွေကိုတတိပြုစင်ကြင်ရအတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျာဇွေမျိုးသားချင်းသားသမီး ဆွေမျိုးသားချင်းနဲ့ပတ်သက်လို့ရှိရင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးမျိုးကိုမောင်နှမတွေနဲ့ပတ်သက်စိတ်မောလူမောဖြစ်ရတတ်တယ်။စေတနာတွေဝေဒနာဖြစ်ရတတ်တယ်။အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စညီကိုမောင်နှမကိစ္စတွေကိုလော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 အလင်းစလို့မဆုံးဖြတ်ပါနဲ့။မိသားစုရေးအိမ်တွင်းရေးကိစ္စလေးတွေမှာအမွေကိစ္စလေးတွေအမှုကိစ္စလေးတွေညီကိုမောင်နှမတွေးခြင်းပြဿနာတက်ရတာမျိုးလေးတွေ နားလည်မှုလွဲရမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ကျင်ရလိုအပ်တယ်လို့ဘာကိုလှုပ်လို့အလင်းဆိုလို့မလှုပ်ပါနဲ့သတိထားစင်ကျင်ပါလူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့ချစ်သူကြီးစားဖူးစာဘတ်ပေါ်တတ်တယ်လို့လူတောက်ကြတောက်ပြီးမိတ်ဆွေများတမီးကြီးစားများဖို့ကတော့အိမ်အောင်ပြုရန်စီးဆက်ရနှစ်လွာပေါင်းမှတရက်ဆိုတဲ့ဒါအိမ်အောင်ပြုစီးဆက်ရင်ရှစ်တိုးဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမွန်တော့လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေ တောက်ကြသားသမီးများအနေနဲ့ခยีထွက်တာမျိုးဘာလို့လို့လမ်းစားပြောင်းနေခยีထွက်ရတာမျိုးခยีထွက်လိုက်တာမျိုးကပုံမှုကြိုးပေးပြီးတော့အလုတ်ရှာနေသူတွေလက်ရှိရှိနေတဲ့ပတ်ဝန်းကျင်မှာရှာနေတာမျိုးထက်တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းအလဲလေးတွေလှုပ်ဆောင်လို့ကောင်းတယ်နိုင်ငံခြားခยีသွားပတ်စုလုပ်ငန်းဗီဇာလုပ်ငန်းပြည်တွင်းပြည်ပခยีသွားနဲ့ပတ်သက်ရင်ရှေ့တူအသာကောင်းမှုပြီးတော့ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေအထယ်လိုက်ထီထီဖနက်နိုင်ငံခြားအဆရှိတဲ့လုပ်ငန်းတွေနေရာတိုင်းရင် OA ချန်ပီယံနဲ့ပတ်သက်တာတွေအမှုကိစ္စအမွေကိစ္စ နမှုကိစ္စလေးတွေဖြစ်နေတာမျိုးတွေအရှုံးအောင်ကိစ္စလေးတွေပြီးလက်ဆတန်းလန်းဖြစ်နေတာလေးတွေကိုပြီးပြတ်အောင်ဆောင်ရနိုင်တော့လာဖြစ်တယ်ဒါပေမဲ့သိထားလို့လားဘာကိုဖြစ်ဖြစ်ကိုကိုတိုင်ဥစည်းဥဆောင်လုပ်ရတယ်ဒါပေမဲ့လက်ရှိရှိနေတဲ့အလုပ်တပ်ပို့ပြီးတော့စူးစမ်းရုံးကန်ရတာရုံးကန်တာတော့မပါဘူးပို့ပြီးတော့စူးစမ်းပြီးတော့ဥဆောင်လောက်ရတတ်တဲ့အတွက်တော့ကိုကိုကိုစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်တာမျိုးကိုကတလောက်ကလုံးမှာကိုလောက်လုံးများတဲ့သူမရှိဘူးလို့ထင်တာမျိုးလေးတွေကြုံရတတ်တယ်လို့ ယာရုတော့မတက်သေးဘူးယာရုတက်မဲ့အလုပ်တွေတာဝန်တွေကိုထမ်းဆောင်နေရတာမျိုးလေးတွေကြုံရတတ်တယ်ဒါအပြင်ဒီလာတာတော့တွင်မှာတနင်္ဂနွေသားသမီးတနင်္လာသားသမီးတွေနဲ့တွဲဖက်လို့ရင်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအားသာစေပါတယ်။ငွေကြီးနဲ့ပတ်သက်ရင်လည်းဘလောက်ပဲခက်ခဲစီကမှငွေကြီးဟာလက်ရှိရှိနေတဲ့အနေအထားအတွက်နှိမ့်ချသွားနိုင်စရာဘာမှမရှိဘူး။ငွေကြီးဟာထီကန်ဆန်းလာမျိုးတွေအကျိုးပေးအားသာကောင်းမွန်စေပါတယ်။အကျိုးပေးစေသောအရာအနေနဲ့ဆိုရင်တော့အနီရောင်အသားရောင် ဆင်ဆွဲရောင်တွေအစိမ်းရောင်တွေရာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာကောင်းမွန်စီပြီးတော့ကံကောင်းစီပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့လျှောက်ကဏ္ဍခုနှစ်ကဏ္ဍနဲ့နှစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာကောင်းမွန်ပြီးတိုးတက်ကံကောင်းစီနိုင်ပါတယ်လာတိုင်းလာတိုင်းမှာမိတ်ဆွေတို့အနေနဲ့အဲဘာကိုလှုပ်လှုပ်မိတ်ဆွေတို့နဲ့ဒီလတာတို့အကျိုးပေးစီတော့အရဟာအရှိမြောက်တောင်းအရဖြစ်ပြီးတော့စန်းတီယာအရကတော့အရှိအရဖြစ်ပါတယ် အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါကျရင်မိမိတို့ရဲ့လိုရာမှုကိစ္စတွေပြောဆိုဆောင်ရွက်ရတဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေအောင်မြင်စင်ပြီးတိုးတက်စေရန်အလို့ငါမိတ်ဆွေတို့အနေနဲ့အကြံစီတွေအောင်မြင်ထမ်းမြောက်စေဖို့အတွက်မိမိရဲ့လက်အတွင်းမှာ အစိမ်းရောင်ဂျိုးကလေးတစ်ချောင်းဖြစ်စီသို့မဟုတ်လို့ရှိရင်အစိမ်းရောင်စကတ်ထူဆိုင်ရကလေးတစ်ခုကိုဖြစ်စီအိတ်ကအတွင်းမှာသို့မဟုတ်လို့ရှိရင်ပတ်စံအိတ်အတွင်းမှာဖြစ်စီလက်မှာခြိသွားတာမျိုးလေးဖြစ်စီဆောင်သွားတာမျိုး၊ကင်သွားတာမျိုးလုပ်ပြီးတော့ပြောဆိုဆောင်ရရင်လိုရာပြေဝပြီးတော့အောင်မြင်တိုးတက်ပြီးတော့အာသာကောင်းမှုပြီးတော့ထက်မြက်အောင်မြင်စေပါလိမ့်မယ်။ ဒါအပြင်မိတ်ဆွေတောက်ကြသားသမီးတွေဒီလကတော့ဒီမှာအိမ်တော်ရင်းနဲ့ပတ်သက်ရင်ဝေးကွာနေတော့အိမ်တော်ရှင်များဖို့ပြန်လဲစုံစည်းရတာမျိုးတွေအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်လို့အဝေးမှာရှိတဲ့အဆက်အသွယ်ပြတ်နေသောဆွေမျိုးသားချင်းအိမ်တော်ဘက်နဲ့ပတ်သက်ပြီးပြန်လဲတရင်ကြားရတာမျိုးအဲဆွေမျိုးသားချင်းညီအစ်ကိုမောင်နှမကိစ္စလေးတွေကြောင့်အလူတန်းကိစ္စလေးတွေကြားရတာမျိုးဝမ်းသာစရာတရင်တွေကြားရတတ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဖယားစီရီကြောင့်တိမ်ပရောင်ဝင်နေတဲ့အိမ်မှာဆွဲမှတ်ရင်တော့အဲ့ဒီနေရက်ကိုဆွဲပြူပြီးတော့ ထီကန်ဆန်းလိုက်တာမျိုးထီထိုးလိုက်တာမျိုးလုပ်ပါဂျိမ်းတီဘောက်အခွင့်အလမ်းကောင်းနေရရှိပြီးတော့လက်ခံောင်းခတ်လောက်အောင်မြင်လာပါလိမ့်မယ်မိတ်ဆွေတို့နဲ့တကယ်ကိုထိထိရောက်ရောက်တိုးတက်စေပါလိမ့်မယ်ခင်ဗျာဒါအပြင်သူများကြွေးတဲ့အစားအစာလေးတွေဆုံးတိုက်တာဒီတယောက်တည်းစကားများလိုက်တာရှားကိုရှိထားတာဆိုဆုံးနဲ့လှုပ်လိုက်အောင်မှဆိုတာမျိုးမှာကောင်းတဲ့အတတ်ပညာတွေနဲ့ပြူစားတိုက်ခိုက်ခြင်းမျိုးတွေခံရတတ်တဲ့အတွက်တော့တတိထဆင်ခြင်းမေးရန်အတွက်တော့လိုအပ်တော့လဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါစေအာမနာပါနဲ့ပြီးတော့စေတနာမပူပါနဲ့ ဖြစ်ရှင်တဲ့အရာတွေကိုကြိုမပြောပါနဲ့လို့ပဲဆရာကထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဘာကိုဖြစ်ဖြစ်မိတ်ဆွေမှာအကြံစီအတွေးခေါ်ရှိရင်တွေးခေါ်မနေပါနဲ့ထပ်လုပ်လိုက်ပါဒါပေမဲ့ကိုနဲ့ဆိုင်တဲ့အလုပ်တွေကိုလည်းထပ်လုပ်ပါကိုနဲ့မဆိုင်တဲ့အလုပ်တွေကိုထပ်မလုပ်ပါနဲ့မိသားစုချင်းတဦးနဲ့တူတယောက်နဲ့တယောက်မျက်နှာရှင်းဆိုင်ကိုပြဿနာတွေကတော့ကစားတွေထပ်ပေါ်တတ်တဲ့လာဖြစ်တဲ့အတွက်သတိပြုပါမယ်အိမ်တွင်းညံ့နေကောင်းပြီ ညာရေးနဲ့ပတ်သက်ရင်လည်းအားနည်းတာမျိုးထပ်ရုံးကန်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်ကိုတက်မြောက်ပြီးတော့ပညာကိုခြေသူဆောင်ရွက်ပါအသစ်ထပ်တင်နေပါနဲ့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်ပါလေဒီလတာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့ဒီတလတာလုံးမှာသတိထားစင်နေရမှာတော့ဘာကိုလှုပ်လှုပ်ဇနီးသားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးအရေးကြီးတဲ့ကိစ္စတွေကိုစနေရက်တွေမှာပြုမှုဆောင်ရွက်လှုပ်ဆောင်တာမျိုးကကံကိုအားနည်းစေပြီးတော့ အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာဇနေနေ့တို့နော်အနက်ရောင်တို့ဒါပြီးတဲ့အခါမိတ်ဆွေတို့နဲ့မီးခိုးရောင်တို့မိုးပြရောင်တို့ဝစ်စင်တာကိုတတိထားဆင်နေပြီးတော့ဝစ်စင်ပေးဖို့လိုအပ်ကြောင်းနဲ့အကြံကြာအခက်အခဲလေးတွေပေါ်တတ်တဲ့အတွက်တတိပြုဆင်နေရလိုအပ်ပါတယ်။တောက်ကြတာသမီးဆရာငယ်ရဲ့မိတ်ဆွေများအဋိဋ္ဌံပြုလို့တပဆိုရင်တော့ဖြင့်ဘဂဝါဆိုသောကုံတော်ပတိကိုတနေ့ကိုသုံးပတ်နှုံးနဲ့ ကိုရက်တီတီအဋ္ဌံပြုလိုက်ပါမိတ်ဆွေတို့ရဲ့ပိတ်နေတဲ့လက်တွေပွင့်လန်းပြီးအဆက်ဆက်ရအောင်မြင်ပြီးတော့အခက်ခဲတွေပြပြောက်သွားစီပါလိမ့်မယ်အဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်စီပြီးတော့နော်ကံကောင်းစီရန်အတွက်မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်ရောင်းဖတ်စီရန်အတွက်ရောင်းကုန်ပစ္စည်းတွေရောင်းထွက်စီရန်အတွက်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုနော်တရင်းစာဆက်ကူကလစ်နဲ့၆ချက်တီတီရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းထွက်ပါစေဆိုပြီးတော့၆ချက်တီတီရိုက်ပုတ်ထိတွေ့ပြီးတော့ ရောင်းလိုက်ပါဒါဆိုရင်ပိတ်နေတဲ့လက်တွေပြင်ကားပြီးကုန်ပစ္စည်းတွေအယောင်းတွေအယောင်းထပ်သွားပါလိမ့်မယ်ခင်ဗျာအတော့အဆက်ဆက်ရအစင်ပြီးအောင်မြင်တိုးတက်စီရင်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်တောက်ကြသားသမီးများငွေကြီးကန်ကောင်းစီပြီးအဆက်ဆက်ရရှောက်လာပိုင်းတွေမှာအစင်ပြေစီရန်အတွက်ဆရာတို့ကျွေပကံများတစ်ချက်ထဲမှာလာပန်လို့ရေးပါကျွေပကံများတစ်ချက်ထဲမှာလာပန်လို့ရေးလိုက်ပါပကံများပေါ်မှာဆော့ပင်နဲ့ ။ဘာရောင်နဲ့ရေးရတယ်လာပန်လို့ရေး။ဒါပြည့်ဆရာတို့ဈေးထဲမှာမတ်စေတို့မဟုတ်အကျွေးစီကလေးတစ်စိတ်ကိုရှာလိုက်ပါ။မတ်စေတို့မဟုတ်အကျွေးစီကလေးတစ်စိတ်ဆရာတို့ထိုင်းမှာဆိုရင်လည်းမတ်စေလေးသုံးတယ်လေ။အအကျွေးစီဘတ်စေလေးရတယ်။အဲ့ဒါလေးတစ်ခုကိုတင်လိုက်ပါ။တင်ပြီးသွားတဲ့အခါအကျွေးစီကိုအလဲမှာတင်လာပန်လို့ရေးအကျွေးစီကိုအလဲမှာတင်အပေါ်မှာ အဲ့ဒီ message အပေါ်မှာဖျောင်းနိုင်တဲ့တိုင်းတင်ထွင်းပြီးတော့အစိမ်းအောင်ထွင်းရပါမယ်ပြန်ပြောပြမယ် message တစ်စီကိုကျွေးပကံများတစ်ချက်တည်းမှာလာပန်လို့ရည် message တစ်စီကိုအလဲမှာတင်အဲ့ဒီ message ပေါ်မှာဖျောင်းနိုင်အစိမ်းအောင်လေးတစ်တိုင်းကိုတင်ထွင်းပြီးတော့မိတ်ဆွေတို့ရဲ့ဈေးဆိုင်သူမဟုတ်အမြင့်တနေရာမှာသူမဟုတ်စပွဲကုန်ပေါ်မှာတင်ပြီးတော့ပိတ်နေတဲ့လက်တွေပွင့်လန်းစီရန်အတွက်เนาะ ဖျောင်းနိုင်တဲ့ဒီဇိုင်းတင်ထွင်းမှာတလာလုံးထွင်းလို့ရပါတယ်ဒါဆိုမိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေပိတ်နေတဲ့လလဘာတွေအလုံးချောမွေသွားပါလိမ့်မယ်ဖျားအိုးစင်ပေါ်မှာဖျားကြောင်းဆောင်ပေါ်မှာမဟုတ်ဘဲနဲ့မိတ်ဆွေတို့ရဲ့လုပ်ငန်းအမြင့်တနေရာမှာတွင်ထွင်းလိုက်ပါပိတ်နေသောလက်တွေပွင့်လန်းပြီးအဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်တောက်ကြသာသမီမိတ်ဆွေတွေအတွက်အဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယရနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေကြောင်းစီရကဆုတောင်းပေးလိုက်ပါတယ် ဆရာငယ်နှမဘေးတင်မေးချင်ရင်0939293416 7902216416 WhatsApp Telegram မှာဖြစ်စီ Viber မှာဆက်သွယ်မေးမြန်းနိုင်တယ်လို့ Viber နောက်တစ်လုံးရှိပါသေးတယ်0635050952ဖြစ်ပါတယ်ခင်ဗျာအခြားဆရာ TikTok Messenger ကနေလည်းဧည့်သည်လက်မှတ်ခံတယ်လို့အခုလိုရုပ်ရှော့ရှော့လေးနဲ့ live လွှင့်တာအသာဆရာငယ်အစ်စ်ဖြစ်ကြောင်းနဲ့ဆရာငယ်နှမကျွန်းနဲ့တန်လျက်နဲ့ကျွန်းနဲ့တန်လျက်နဲ့လက်ဖွဲ့အဆောင်လက်ပတ်ကြိုးတွေမှာလို့ရပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ ဆရာမိတ်ဆွေတွေအားလုံးယရနာစင်ကြောက်ဇဲတောက်တိုင်းကစားလို့အဆက်ဆက်ရအောင်ရင်တိုးတက်ကြပါစေနောက်တစ်ခါတော့မနေကြအောင်เนาะနောက်ဆုံးပဲအိတ်နဲ့လွယ်မယ်စနေရီလည်းရောဆရာအခါပေးပါမယ်ဂျေဆုတင်ပါတယ်